2025ခုနှစ်ကနောက်တလဝဲဆိုရင်ကုန်ပြီအဲ့တော့ကျမတို့ဟိုလက်ဒီလက်နဲ့เนาะအချင်းကုန်တာတွေအရန်ဝမြန်ပါတယ်ကျမဒီရက်ပိုင်းမှာဆိုရင်ဘာလို့သွားတည်ထားမိလဲဆိုတော့ဒီလာကုန်ရက်ပိုင်းဆိုလို့ရှိရင်တော်တော်များများကလင်းရင်လက်မှတ်တွေလာဝယ်ကြတယ်ဟိုဝယ်ကြတာကဒီ3လပိုင်းနဲ့4လပိုင်းတို့ကိုဝယ်ကြရတဲ့သူတွေများတယ် ။မလို့လဲဆိုတော့မလေးရှားဒီ CI ပေါ့နော်အစိုးရရဲ့အထူးလျှော်ဈေးကာလကဧပြီလ30 2026မှာဒီ CI အထူးလျှော်ဈေးကာလကုန်ပြီ CI ဆိုတာကတော့အမြဲတမ်းဖွင့်ထားတာလीနော်။အာပုံမှန်ဆိုလို့ရှိရင် CI အတွက်ကိုတန်ဈေးပေးရတာဈေးတွေအများများတယ်လीနော်၄000နဲ့6000ကျားလောက်မှာရှိတယ်။ဒီလိုလျှော်ဈေးကာလမှာဆိုတော့ပြန်ရတာလည်းရန်တက်တာလीနော်။ တချို့တော်တော်များများကဆုံးလာမှကက်ပြန်မယ်ဆိုပြီးတော့ဗောနော်အဲ့သူတွေကိုကျမချက်လောက်လေးဗောနော်ဟိုတတိထားစီခြင်းနဲ့ဘာလို့လဲဆိုတော့ passport စာအုပ်ရှိတဲ့သူတွေကဒီလက်မှတ်ကိုကြိုဝယ်ထားမယ်နော်ကြိုဝယ်ပြီးလို့ရှိရင်မပြန်ခင်9ရက်အလိုမှာ immigration မှာတန်ကြေးပြိမယ်လက်ဝတ်နှိပ်မယ်ဆိုရင်အဆင်ပြေတယ်เนาะဒါပေမဲ့ passport စာအုပ်မရှိတဲ့သူတွေမှတ်ပုံတွေနဲ့ပြန်မဲ့သူတွေကြတော့အဆင်မပြေဘူးเนาะအဲ့တော့ကျမအခုအဓိကထားပြောချင်တာက မှတ်ပုံတင်နဲ့ပြင်မဲ့သူတွေเนาะ passport စာအုပ်ရှိရသူကတော့မြန်မာတန်ရုံကိုသွားစရာမလိုဘူးเนาะရှေ့မှာလည်းကျွန်မအကုန်ပြောပြပါပြီဘာတွေလုပ်ရမယ်ဆိုတာမှတ်ပုံတင်မူရင်းနဲ့ဒီ3လပိုင်း4လပိုင်း2026မှာပြင်မဲ့သူတွေက ကြိုတင်ပြီးတော့စီစဉ်ထားတင်ပါတယ်။ဘုတ်နေမူရင်းသမားတွေရာမြမတန်ယုံကိုမဖြစ်မနေသွားရပါတယ်။ဖြူဝါနဲ့ရချင်းယူရပါတယ်။အဲ့တော့ကိုစားယူမဲ့ရက်ကနေပြီးတော့မြမတန်ယုံကိုဒီစီရင်သွားရှောက်မဲ့နေ့ထီဆိုလို့ရှိရင်အ ਨੇ ဆုံးကဂျာထဲမှာဆယ်ရက်လောက်ကတော့အ ਨੇ ဆုံးစောင့်ရပါတယ်နော်။ဥပမာလေလေးလပိုင်းနောက်ဆုံးလမှာပြင်မြတ်သူတွေဆိုလို့ရှိရင်မှတ်ပုံရင်သမားတွေကိုပြောတာเนาะ။ဘာလို့တင်လဲဆိုတော့ အရင်ဦးဆုံးနှစ်လပိုင်းပေါ့နော်ဒုတိယဘက်လောက်ကစပြီးတော့မြန်မာတန်ယုံရဲ့ဒီ website မှာ QR နဲ့ရခြင်းအရင်ယူသင့်ပါတယ်နော်ရခြင်းကြမှာနဲ့ကိုစီရင်ရှောက်မှာနဲ့ပြီးလို့ရှိရင်လေရင်လက်မှတ်ကိုလည်းဝယ်ရမှာနဲ့ဆိုရင်ဒါမှလေးလပိုင်းအတွက်ကလက်မှတ်လည်းရမယ်အားလုံးကကွက်တိရဖြစ်သွားမှာပါနော် ဲ့တော့ကိုကလေးလပိုင်းပြန်မယ်ဆိုပြီးတော့မှတ်ပုံလင်သမားတွေ၃လပိုင်းအကုန်ပေါ့နော်လားစာရတဲ့အချိန်ကြမှာဟော CI ရှောက်ဖို့အတွက်ရချင်းယူရာတွေတို့တန်ယုံကိုသွားမှဆိုလို့ရှိရင်ဒီလေလက်မှတ်ရဖို့ကခင်းရင်ပါလိမ့်မယ်ပြီးလို့ရှိရင်လည်းဒီကိုယ့်ရဲ့မှတ်ပုံနေရပါတော့ မူရင်းဖြစ်မှလည်းတရရဲ့နဲ့အဆင်ပြေမှာပါအဲ့တော့မြမတန်ယုံကိုမှတ်ပုံနေသမားတွေစီရင်လျှောက်မယ်ဆိုလို့ရှိရင်မှတ်ပုံနေမူရင်းဖြစ်မှရမှာပါနော်မှတ်ပုံနေမူရင်းဖြစ်ရမယ်တကောင်စီ copy ဆိုရင်ရတယ်တကောင်စီနဲ့မှပါတယ်မိသားစုဝင်တယောက်ယောက်ကမှတ်ပုံနေ copy လက်ယူသွားရမယ်အဲ့တော့ကိုယ့်ရဲ့မှတ်ပုံနေကအစ်အမှန်ဆိုလို့ရှိရင်တရရဲ့နဲ့ရပါတယ် ူတို့ဆက်လိုက်လို့ကိုယ့်ရဲ့မှတ်ပုံတွေကအတုတွေပါဖြစ်မယ်ဆိုလို့ရှိရင်တော့တကယ်တည်းနဲ့ရမှာမဟုတ်ဘူးเนาะနည်းနည်းအချိန်ယူရပါလိမ့်မယ်အဲ့ဒါကြောင့်မို့လို့လေးလပိုင်း၃လပိုင်းပြောင်းမဲ့လူတွေကမပြောင်းခင်၂လကြိုတင်ပြီးတော့ဒီ QR နဲ့ရချင်းယူရတွေပေါ့เนาะ CI ရှောက်တာတွေကိုအရင်စလုပ်ထားတင်ပါတယ်เนาะလေးလပိုင်းရဆိုတာတွေကဒါ CI နောက်ဆုံးလတွေပေါ့เนาะဘာလို့ဝယ်ထားစီခြင်းလဲဆိုတော့တော်တော်များများကဒီ သုံးနောက်ဆုံးလတွေမှာပြန်မယ်ဆိုပြီးတော့စိတ်ကူးထားတဲ့လူတော်တော်များများရှိရယ်เนาะအဲ့တော့ဒီလေးလပိုင်းကဒဇန်ကာလာလည်းဖြစ်တယ်လို့ CI နောက်ဆုံးလလည်းဖြစ်တဲ့အတွက်ကြောင့်မို့လင်းရင်လက်မှတ်ကအခက်ခဲတွေဖြစ်နိုင်ပါတယ်เนาะအထက်မှာလင်းရင်လက်မှတ်ရှိလို့ရှိရင်အချိန်မရွေးရဒါပြန်ဖို့ကလွယ်ကူပါပြီလေเนาะနောက်တစ်ခုကကြတော့လင်းရင်လက်မှတ်ကကိုယ်ဝယ်ထားတဲ့ရက်ကစပြီးတော့တစ်နှစ်အတွင်းမှာရက်ချိန်လို့ရပါတယ်ရက်ကတော့ချိန်ကတော့ပေးရတာပေါ့လीเนาะကိုသွားမဲ့ရက်ပေါ်မူတီဗီချိန်ကတွေရှိပါတယ်အမျိုးမျိုး အရှိပိုင်းမှာကျွန်မပြောသားသလိုပဲကိုယ့်ရဲ့မှတ်ပုံတွေကအစစ်ဆိုလို့ရှိရင်တော့တရားထဲနဲ့ရတယ်တကယ်လို့ မပုံနေမရှိတဲ့သူတွေလို့ပေါ့နော်အထောက်ထားချက်လက်မပြည့်စုံတဲ့သူတွေဆိုလို့ရှိရင်တော့နည်းနည်းစောင့်ရတာပေါ့လေနော်ဘယ်လောက်စောင့်ရမလဲကျွန်မလည်းမပြောတတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုကပြန်ဖို့ရည်ရွယ်ချက်ရှိလို့ရှိရင်အရင်ဦးဆုံးတိုတင်ပြီးတော့စီစဉ်ထားတင်တယ်လို့နော်ဒီလာထဲမှာဆိုလို့ရှိရင်ဒီနေ့မှ16ရက်ပဲရှိသေးရနော်လင်းလင်းမကမရှိတော့ဘူးဒီလာလုံးစာတော့မရှိအဲ့ကြောင့်မို့လို့တိုတင်ပြီးဝယ်ထားတဲ့ခါမှာဈေးနှုန်းလည်းအသင့်တယ်ပေါ့နော်ဟောပြီးတော့လက်မှတ်လည်းကိုပြင်ကျင်တဲ့ရက်ကိုရတယ် ကဲ့ဝယ်လို့ရှိရင်လင်းလက်မှတ်ကကုန်နာများတယ်ဈေးလည်းများတယ်မတန်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့တကယ်လို့ကိုကကြံမာလို့တေချာလို့ရှိရင်ဒီကိစ္စလေးကိုကြိုတင်ပြီးတော့စီစဉ်ထားတင်ပါတယ်လို့နော်ဒါဒီရပိုင်းဒါကျမရဲ့အတွေ့အကြုံတွေပေါ့လင်းလက်မှတ်ဈေးနှုန်းတွေကနေ့စဉ်ကအပြောင်းလဲရှိပါတယ်ကဘာပေါ်မှာရှိရဲ့လေချောင်းလိုင်းအကုန်လုံးကဒီလိုပါပဲနော်အများကြီးသူက daily fare ပေါ့နော်အများကြီးနေ့စဉ်ကဈေးကစားပါတယ်နော်